အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေ Noi Trace မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါဒီကနေ့ဖတ်ပြမယ့်ဝတ္ထုလေးကတော့ Size ရာကျူးနေရေးသားထားတဲ့ Line နဲ့လေးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါခင်ဗျာ Line နဲ့လေးကဘာပေါ်မှာမိုးတိမ်တွေထဲပုံမြင်ပြီးမိုးကောင်းကင်မျက်နှာကျဲပြန်နန်းနန်းကြီးတဲ့အထိထိုးဖောက်ဝင်ရောက်သွားတယ်လို့ ခင်အားလောက်အောင်မြင့်မားဝီတီလာတဲ့တောင်တန်းကြီးတွေရှိနေကြတယ်။သူတို့ဘာကြောင့်ရှိနေကြသလဲ။ရှိလာကြသလဲဆိုရဲမိကုံးကိုခမည်းဘယ်လိုဖြေမှာလဲ။ခမည်းကတော့အများတွေးသလိုတွေးပြီးတောင်တန်းကြီးတွေကိုသဘာဝတရားမိခင်ဖန်တီးရှင်ကြီးကဩဃာတလောကရဲ့အစဉ်တစာအလားပါအတွက်မွေးဖွားထားတာပါလို့ကြပြဆန်ဆန်ဖြေခြင်းဖြေမှာပေါ့။သဘာဝသိပ္ပံသမားတွေကတော့ခမည်းဖြေတယ်လို့မျိုးဖြေမှာမဟုတ်ကြဘူး။ ရေကဘာရဲလို့ဖြစ်တည်ပေါ်ပေါက်လာပုံဟာအစီအစဉ်တခြားမရှိလာပါဘူး။တဘာတဘာဝတ္ထုဖြစ်စဉ်မှာကျူတင်စီစဉ်ထားတဲ့ဒီဇိုင်းမရှိဘူး။ရုပ်တရက်ဖန်တီးလိုက်တဲ့ပချီကားတစ်ချက်လိုဆေးရောင်မျိုးစုံကအချင်းချင်းတွန်းထိုးလူရက်ပြီးနေရာဝင်ယူသွားကြတာပါပဲ။နှိမ့်တဲ့အပိုင်းဟာသမုတ်တရားတွေဖြစ်လာကြတယ်။မြင့်တဲ့အပိုင်းဟာတောင်တန်းတွေဖြစ်လာကြတာလို့သူတို့ကဖြစ်ချင်းဖြစ်မှာ။ စိတ်ကူးရင်ဝါဒကိုအမိအယဖက်တွယ်တက်ကြတဲ့ဘာသာရေးရောင်ရောင်ပုံကူတွေကတော့တောင်ကုန်းတောင်တန်းတောင်ဆွဲတောင်ထွန်းမင်းများကိုဖန်ဆင်းရှင်ကအမှုစိတ်အကွက်ထပြီးမှဖန်ဆင်းတင်ဆောက်လိုက်တာဖန်ဆင်းရှင်ဟာအမှုပညာတဲ့တယောက်လည်းဖြစ်တယ်ဆိုတာဇပန်ကဖူဂျီတောင်ကြီးကိုပဲကြည့်ပြီးတော့ဘက်ကလောက်လပဝင်ချွားနေတယ်လေဘလောက်တည်ငြိမ်ခမ်းညှမှုရှိနေတယ်လေဘလောက် ရိုသေပြဝတ်စရာဥခိုက်ချင်းညိုစရာတွင်မြရှိနေတယ်လို့ရေးနေတဲ့လေတန်နဲ့ဆိုကောင်းဆိုမယ်ကျွန်တော်ရဲ့တင်ပြယူဆချက်ကတော့တမျိုးပါကဘာပေါ်မှာမြင့်မားဝေတည်တဲ့တောင်တန်းတောင်ထွကြီးတွေရှိနေကြတာဟာဟေးမင်းတို့လိုပခုံးတစ်ဖက်ကြားခေါင်းပေါက်ပြီးနှာခေါင်းနှစ်ပေါက်နဲ့အသက်ရှူကြတဲ့အခြေနှောင်းတရဝါတွေငါ့ဦးခေါင်းပေါ်အထိတက်နိုင်ကြရဲ့လားဆိုတာသိကျင်ဇန်းလာတကွာလို့အဲ့ဒီတောင်တန်းကြီးတွေက ျွန်တော်တို့မနုဿလူသားတွေကိုစိန်ခေါ်နေကြတာပါပဲသူတို့ရဲ့စိန်ခေါ်ချက်ကိုရှေ့ရှေ့ကတော့ကျွန်တော်တို့မတုတ်ပြန်နိုင်ခဲ့ကြပဲသူတို့ကိုကြောက်ကြောက်လန့်လန့်နဲ့အရှင်သေးလာဆိုးနတ်မင်းကြီးတို့ကိုကျွန်ုပ်တို့ပူဇော်စိတ်ကပ်ပါတယ်ဆိုပြီးအယုဒေပြုခဲ့ကြတာမဟုတ်လားအဲလိုရှေ့ရှေ့ကဆွဲဟာလက်ရှိခေတ်တည်းအထိမပြောက်ပြက်ခက်သေးပဲတောင်မြင့်ကြီးတွေကိုယိုကျိုးကိုင်းဆိုင်တဲ့ဓလေ့ဟာတည်တံ့ဆွေးနွေးနေတယ်တခြားနိုင်ငံတွေကိုတော့ခဏမိထားပါ ကျွန်တော်တို့ခမားတို့ရဲ့တိုင်းပြည်မှာပဲကြည့်ပုတ်ပါတောင်ဆိုရင်နတ်အပေါင်းတို့ပြောဆင်ရမြင့်မားတဲ့ဘုံပိမှန်ကြီးတစ်ခုလိုသဘောထားယုံကြည်ကြတဲ့လူတွေတူနေသေးနိုင်ငံတွင်းတခြားတဏျာကတောင်ကုန်းတောင်တန်းအမြင့်ပိုင်းတွေမှာလည်းနှက်ကွင်းခလေးတွေပူဇော်ထားတာကိုတွေ့ရမှာပါပဲတစ်ချိန်တည်းမှာပဲတောင်မြင့်တောင်ထွက်တွေကိုပူဇော်တဲ့သူကပူဇော်နေကြပြီးတောင်ရဲ့အထွတ်အဖျားစီအထိမဲရောက်အောင်ဇွဲနှဘဲနဲ့ကောက်ကက်တွေ့တက်နေကြတဲ့လူတွေတစ်ကဘာလုံးမှာထောင်တောင်းချီပြီးရှိနေကြတယ် တောင်တက်တာကိုအာဇာနည်တရက်အဖြစ်သတ်မှတ်ပြီးတောင်တန်းပေါ်များတဲ့နိုင်ငံတွေမှာတောင်တက်အသင်းတွေဖွဲ့စည်းတည်ထောင်ထားကြတယ်။ဆုပ်ပြောရရင်တော့တောင်တန်းတောင်ထွတ်တွေရှိနေကြပြီဆိုရင်တော့လူကတောင်ထိပ်ပေါ်ရောက်အောင်တက်နိုင်ဖို့မဖြစ်မနေလိုအပ်လာပြီ။တောင်တွေရဲ့စင်ခေါ်တန်ကိုလူကတုတ်ပြန်နိုင်ရမယ်။တုတ်ပြန်ပေါ်ကရိုးရိုးလေးတောင်ထိပ်ပေါ်အရောက်တက်သွားပြီးတောင်ထိပ်မှာငါအောင်နိုင်ခဲ့ပြီဆိုတော့ကပီးစာတန်းပါတဲ့အွန်လိုင်းကလေးကို မိမိရရစိုက်ထူထားဖို့ပါပဲကျွန်တော်အတောင်တဲ့သမားတယောက်ပါမြေပထဝီပေါ်မှာအခြေစိုက်ထားကြတဲ့ကြောက်သားကြောက်ထဲတောင်ပေလာကြီးတွေကိုတက်တဲ့အားကစားနေတဲ့တောင်တဲ့သမားတော့မဟုတ်ပါဘူးဆင်းရဲနှိမ့်ကြတဲ့ဘဝကြောင်းနဲ့ထဲကနေတွင်းနှခမ်းပေါ်တွေ့တက်ခဲ့ပြီးအဲဒီကမှလူကုန်ထန်ဆိုတဲ့လောကီချမ်းသာတောင်တန်းတောင်ထုတ်ထိတ်ဖြားကိုတက်ဖို့ကြိုးစားအားထုတ်နေသူလူငယ်တအူးမြတာဖြစ်ပါတယ် ကျွန်တော်နာမည်ကမိုးတက်အောင်လို့ခေါ်ပါတယ်။စကားဆက်မိလို့တောင်နဲ့ပတ်သက်တာတောင်တက်သမားနဲ့ပတ်သက်တာတွေပြောရပါအောင်မယ်။ကွာပေါ်မှာအမြင့်ဆုံးတောင်တက်ဟာ Everest ဆိုတာဘုဒ္ဓဒလိုက်စားတဲ့မူလတန်းကျောင်းသားကလေးတောင်သိပါတယ်။ Everest ဟာနီပေါနိုင်ငံဟိမဝန္တာတောင်တန်းမှာတည်ရှိပြီးပင်လယ်ရေမျက်နှာပြင်ကနေပေပေါင်း1928ပြည်မြင့်ပါတဲ့။တောင်တက်ကျွမ်းကျင်သူတွေပေါ်ထွန်းလာခဲ့တဲ့ဆက်ရှင်ရာဇဒူစားကဆလို့ တောင်တက်သမားတွေအေဝရက်ကိုမျက်ဆောင်ထိုးနေခဲ့ကြပါလိမ့်မယ်။အေဝရက်တောင်ထိပ်ကလည်းသူတို့ကိုလက်ကမောင်းခတ်ပြီးစိန်ခေါ်နေပြီမဟုတ်လား။ကမ္ဘာရဲ့တခြားဒေသတွေကမြင့်ပါပဲဆိုတဲ့တောင်ထိပ်အားလုံးကိုတောင်တက်သားချန်ပီယံတချို့တက်ပြီးခဲ့ကြပြီ။အောင်နိုင်ပြီးခဲ့ကြပြီ။တောင်ကြီးဖွားအောက်ဆိုတာတောင်တက်သမားတွေရဲ့ကြွကြော်တမ်းပါ။ဒါ့ပေမဲ့အေဝရက်တောင်ထိပ်ကိုတက်နိုင်ဖို့သူတို့အသက်သွေးချွေးရင်းနေပြီး အချင်းယူဆောင်ဆိုင်ခဲ့ကြရတယ်။သူတို့ လက်လျှော့ကြမှာမဟုတ်ပါဘူး။တဘူချတဘူတဲ့စနစ်နဲ့သူတို့တောင်ထိတ်ကိုမရောက်ရအောင်တက်ကြရတော့မယ်။ဒီလိုနဲ့1953ခုနှစ်ကြာကမှတောင်တက်သမားဥရောပသားဟယ်လရင်နဲ့ညီပေါ်နိုင်ငံသားလမ်းပြတန်ဆင်ဆိုသူတို့နှစ်ယောက်ဟာအီရက်တောင်ထိတ်ကိုပထမဆုံးအချိန်ချေချနိုင်တဲ့မဟာလူသားများအဖြစ်ရောက်ရှိသွားကြပါတယ်။သူတို့ဖြတ်တန်းရာတောင်တက်လမ်းတစ်ချောင်းမှာတော့မအောင်မြင်ခဲ့ကြတဲ့တောင်တက်သမားတွေရဲ့အယိုးစုတွေဖွေးဖွေးလုံနေခဲ့ပါလိမ့်မယ်။ ရိုးစုပိုင်ရှင်တွေဟာပြန်တန်းရင်တည်ကြတဲ့ငှက်တွေလိုပါပဲကျွန်တော်ကတော့ပြင်းရင်မတည်ချင်ဘူးတိုက်ရင်မကြဆုံးချင်ဘူးတောင်ထိပ်ကိုအရောက်တက်ပြီးအွန်လိုင်းဆိုက်ထူခြင်းတဲ့လူမျိုးအွန်လိုင်းဆိုက်ထူနိုင်ခြင်းဟာကျွန်တော်ဘဝရဲ့အဆုံးသက်ပြီးပြည့်စုံခြင်းပါပဲပြီးပြည့်စုံအောင်အထောက်ကျိုးပန်းခြင်းဟာကျွန်တော်ဘဝရဲ့အထိပ်ပဲပါပဲအထက်မှာကျွန်တော်ပြောပြခဲ့တဲ့ Erect တောင်ထိပ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်ရဲ့အင်္ဂလိပ်စာကျူးရှင်ဆရာကကျွန်တော်ကိုဥပမာအဖြစ်တွင်တင်လန်းညွန်ခဲ့တာပါ အဲဒီတော့ကကျွန်တော်ဆယ်တန်းတက်နေတော့မှဆယ်တန်းဆောင်မွေးပွဲကိုနနစ်ဆက်ကြတဲ့အတွက်ဂနေ့အထိကျွန်တော်တောင်ထိပ်ပေါ်မရောက်နိုင်တော့ပဲလမ်းခူလတ်မှာတောင်မတင်ရေမကျဖြစ်နေပါတယ်ကျွန်တော်ဇွဲမလျှော့ပါဘူးတောင်ထိပ်ကိုမရောက်ရောက်အောင်ပြန်တက်ဥမာပါဆယ်တန်းအမှုပြောနေတာမဟုတ်ပါဘူးဆယ်တန်းထဲမြင့်တဲ့တောင်ထိပ်ကိုတက်မှာပါကျွန်တော်ဥစ္စာကျွဲဝချမ်းသာမှုဆိုတဲ့ရွှေတောင်ထိပ်ပေါ် ်စေရန်ပညာကကျွန်တော်အတွက်အရေးမကြီးတော့ပါဘူးမြန်မာနိုင်ငံကချမ်းသာဆုံးဆိုရက်မြန်မာနိုင်ငံသားတွေထဲမှာစေရန်မအောင်တဲ့သူတွေတပုံကြီးရှိရယ်ဆိုတာချမ်းသာဖို့စိတ်ကူးရှိကြတဲ့လူငယ်တိုင်းသိထားသင့်ပါတယ်ကျွန်တော်ဖေဖေဥရွှေမိုးဟာမိမိနဲ့မညာခင်လူပြိုဘဝကကားဒရိုင်ဘာပေါ့မိမိနဲ့ညာပြီးတော့လေကားဒရိုင်ဘာပါပဲကျွန်တော်တို့ညီအစ်ကိုမွန်မမတွေလူလားမြောက်လာတော့လေဖေဖေဟာကားဒရိုင်ဘာဘဝမှာပဲကြောက်ချထားတာပါ ဖေဖေကခိပညာသိမ့်မတက်ပေမဲ့ကားမျိုးစုံကိုကျွမ်းကျန်းကျင်ကျင်မောင်းတက်ပါတယ်။ကားပြင်နဲ့မော်တော်မက်ကနင်းပညာကိုလည်းတော်တော်လေးတိမိခောင့်မိရှိပါတယ်။ကျွန်တော်ကဖေဖေတူသားဆိုတော့၁၄နှစ်သားလောက်ကလေးကဖေဖေမောင်းတဲ့တိုတာဟိုင်းလက်ပစ်ကားကားလေးကို မောင်းတက်နေပါပြီ။ဖေဖေကကားမောင်းတင်ပေးပေမဲ့မင်းကားမောင်းတက်ဖို့ပဲလိုတယ်။သူများကားကိုအငားမောင်းရတဲ့မပိုင်ဝက်မွေးလကစား driver တော့ဖြစ်ဖို့မလို့ သူများကားကိုလက်ခစား driver ဘဝနဲ့မောင်းရတဲ့ကောင်ဟာလူစင်စစ်ကဆက်ရုပ်ကြီးဖြစ်တော့တာပဲဖေဖေကိုကြည့်ဖေဖေကကားပေါ်ရောက်တာနဲ့ဆက်ရုပ်ကြီးဖြစ်သွားတာပဲထို့သောဖေဖေကကျွန်တော်ကိုတတိပေးဆုံးမခဲ့ပါတယ်မှန်ပါတယ်ကျွန်တော်ကလည်း driver ဆက်ရုပ်တော့လုံးမစားချင်ပါဘူးကျွန်တော်ပြောပြပြီလေကျွန်တော်ကတောင်းတဲ့သမားဟိုးတောင်းထိတ်အမြင့်ကြီးအထိတက်မှာတောင်းထိတ်မှာကြာပင်ပေါက်ကြာပန်းပွင့်ပြမယ်ကောင် တာသမီများတဲ့ guide ကား driver တယောက်ရဲ့ဒါအကြီးဆုံးဘဝဟာဆင်းရဲပါတယ်လို့ပြောပြစရာလိုသေးလို့လားကျွန်တော်ရဲ့မွေးရပါဖျားပေးတဲ့ဆုလက်အည်ချင်းကတော့ယောက်ျားပြပီတတနဲ့ရုပ်ဖြောင်းတယ်ရေစကားနဲ့ပြောရရင်ဖြူတိုင်းချိုက်တဲ့နင်းစီခိုင်ပေါ့ဒါပေမဲ့ကျွန်တော်ဆော်မပွေဘူးနမချင်းအမချင်းကိုချင်းစားတယ်အိမ်ထောင်ပြုတ်ပြီမှဆိုလို့ရည်စားမထားဘူးမင်းကလေးတယောက်ယောက်ကကျွန်တော်ကိုလာညှိမယ်လို့ဟန်ပြရင် ျွန်တော်ဝေးဝေးကရှောင်တော့တာပဲအဲ့လိုရှောင်ရင်ကင်းရင်လည်းကျွန်တော်အသက်က24နှစ်ထဲဝင်လာပြီစရမ်းလည်းမအောင်ခဲ့ဘူးအလောက်ကင်လည်းမမေရမရှိသေးဘူးကားပစ္စည်းပွဲစားလို့လို့တရားမဝင်ခိုးမောင်းရတဲ့ဂျားပေါက်တက်ဆီဒရိုင်ဘာလို့လို့ရှောင်60ဖြစ်နေတယ်ကန်ဆိုးဖုံကတော့ဖိဖရဒီနှစ်ပိုင်းမှာစီချိုယောဂရုတ်တရက်ပေါ်လာပြီးဒရိုင်ဘာဘွားကိုလက်ပြနှုတ်ဆက်ရတော့မလို့ဖြစ်လာတယ်ဖိဖရနောက်ဆုံး9နှစ်လုံးလုံးမောင်းနေခဲ့တာက စက်မှုလုပ်ငန်းပိုင်ရှင်ဦးဖုံးအောင်စီးတဲ့ Lexam စိန်ခံကားကြီးပါအပြောဆိုရင်မအနေထိုင်တက်ရက်ကားမောင်းကျွမ်းကျင်တဲ့ဖိဖိကိုဘောစီဦးဖုံးအောင်ကအယံသဘောကြတယ်ဒါကအပြင်မချခဏအပူစုကြီးတွေပေးတတ်တယ်ဖိဖိကအိမ်မှာတခါတလေပြောတယ်ဥဖုံအောင်ရဲ့ကားကိုမောင်းရတာဖျားတခင်ရဲ့ကားကိုမောင်းရတယ်လို့ပါပဲကွာ။အေယာမတထေးကြီးဆိုပေမဲ့မန်မာနာနန်းစည်းလောက်တောင်မရှိဘူး။ တထေးကတော်ရီတထေးရဲ့တားသမီးတွေကဘယ်လိုလဲတထေးကြီးလို့ပဲသဘောကောင်းတာပဲလားမေမေကမေးပါတယ်အဲသူတို့အချောင်းတော့မပြောတတ်ဘူးဟာငါကားကိုတထေးဥဖုံအောင်ပဲစီးများတယ်တထေးကတော်တို့သူတို့တားသမီးတွေကငါကားပေါ်ပါလိုက်ငါအကဲခတ်ကြည့်တယ်ခအေးပုံစံတွေပါပဲပြေဆုံးနေကြလို့အပူအပင်กินနေကြတာဖြစ်မှာပေါ့ ဖေဖေကတထေဥပုံအောင်ကိုကျဲမာရေးကိစ္စဖွင့်ပြပြီးဒရိုင်ဘာနေရာမှာကျွန်တော်ကိုလက်ခံဖို့တောင်းပန်ပါတယ်။ကျွန်တော်အစလေးနှစ်သားကလေးကကားမောင်းတက်တဲ့အကြောင်းအမှန်တိုင်းပြောပြတယ်။တထေကကျွန်တော်ကိုခေါ်တွေ့ပြီးအင်တာဗျူးတယ်။တာနာတဲ့ရုပ်ရည်တက်ရက်တဲ့အဝတ်အစားရီမွန်နဲ့အပြုံးစုအပြောစုကိုကြည့်ပြီးတထေဥပုံအောင်ကပြုံးတယ်။မင်းကကားဒရိုင်ဘာနဲ့မတူပဲဗီဒီယိုမင်းသားပုံပေါက်နေတယ်။ ဘယ်လိုမဆိုကောင်းမောင်းချွမ်းချင်ဖို့နဲ့အကြည့်စာရိတ္တကောင်းရင်ပြီးတာပါပဲဟင်ဂတိပေးနိုင်မလားငါးစီမှာလှုပ်လှုပ်ရင်အရက်နဲ့မိုးရင်စေးရှားနှုံးပြင်ကင်းရှင်းရမယ်ငါငါကောင်းမောင်းရတဲ့အလုတ်ချိန်အတွင်းစလိတ်လည်းလုံးဝမတော့အောင်ငါတောင်းတဲ့ကိရိယာအဲ့ဒါပါပဲစိတ်ချပါအန်ကယ်ကျွန်တော်ခရီးပေးပါတယ်အမှန်ပြောရရင်ကျွန်တော်ကတခါတလေတငယ်ချင်းတွေနဲ့ ဝီစကီတို့ဘီယာတို့ခက်ပါပါတောက်တတ်တယ်။အစီကရက်လည်းတောက်တတ်တယ်။ဒါပေမဲ့ကျွန်တော်ဘာမှဆိုထိန်းနိုင်နေ။တောင်တက်နေတဲ့ကာလမှာအာယုံဝေဝါလို့မဖြစ်ဘူး။တောင်ထိပ်ကိုရောက်ပြီးလို့ပြန်ဆင်းလာရင်တော့လောကစီစဉ်ခန်းဆားမှာပေါ့လေ။ဇလုံနဲ့တထေးဥဖောင်းအောင်ရဲ့ကားကြီးကိုကျွန်တော်မောင်းပါတယ်။ဖြစ်ဖြစ်လာစားတိုင်းပဲရတယ်။ဖြစ်ပုံကတော့ကျွန်တော်ကားမောင်းတဲ့တလှတတာပဲရှိသေးတယ်။ တထေဥဖောင်းအောင်ရဲ့ကျမ်းမာရေးပြုလဲသွားတာပါပဲ။သူကသွေးတိုးကောနှလုံးကောဖြစ်တာ။သူ့လုပ်ငန်းတွေကိုမကြည့်ချက်နိုင်တော့ပါဘူး။ဒါ့ပေမဲ့သူတို့လိုစီးပွားရေးသမားတွေမှာကရုတ်တရက်ဆက်ရောက်လာမဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့ကြိုတင်အစီအစဉ်တွေရှိပြီးသား။စင်ကာပူကတက္ကသိုလ်တစ်ခုမှာ MBA ဖွဲ့ရပြီးအဲ့ဒီတက္ကသိုလ်မှာပဲဆရာမပြန်လုပ်နေတဲ့တထေဥဖောင်းရဲ့တမိအကြီးဆုံးအေးတိတာအောင်ဆိုတာပြုံးစားကြည့်ပြန်ရောက်လာတယ်။ သူကပညာလဲတဲ့ဖခင်ရဲ့စီးပွားရေးလုပ်ငန်းကိုနားလည်နေတော့သူ့အဖေရဲ့ကလတ်ထိုင်မှာချက်ချင်းဝင်ထိုင်လိုက်တာပေါ့အေးဒီကောင်ကအသက်30ကျော်ကျော်အဖြူကြီးပါအသားဖြူပေမဲ့အဲရုပ်ကတော့ဆူမဆူနှစ်ဖူးမောက်မောက်နှကန်းထူထူနာရန်ပေါ့ပေါ့မျက်လုံးကပြူးသေးတယ်ကိုလုံးကိုပေါင်းကတော့တင်ကြီးရင်ကြီးခြေတလုံးကြီးလက်မောင်းကြီးကြီးနဲ့တကက် heavy ပဲအေးတယ် ညာမန်ဒဏမန်တက်နေသလားမသိဘူးမျက်နှာထားတော့တတ်မနိမျက်နှာဟွန်းဒါငါမလွဲမသေးတက်ရမယ်တောင်းမယ်ကျွန်တော်အန်ချိတ်ကျုံဝိုင်းလိုက်ပြီလေအမေရဲ့ဘန်းကိုတွန်းခွန့်ပြီးလမ်းမှာလာလို့မေးတင်ကြမှာပေါ့တုံးမဲခုခုတကျူနဲ့ပဲချူချူအပင်မော်တက်ပြီးလက်နဲ့ပဲခုခုအဲ့ဒီဘန်းကိုအမိအယပိုင်ဆိုင်နိုင်ဖို့ပဲမဟုတ်လားအေးတိတာအောင်နဲ့ တွေ့ဆုံမျက်နှာချင်းဆိုင်ပြီးပထမဦးဆုံးအချိန်စကားပြောဆိုဆက်ဆံရတဲ့အချိန်မှာပဲကျွန်တော်တက်ရမယ့်တောင်ဟာမြင့်ုံတာမကတောင်ခြေကလည်းညီညာညာမရှိပဲဘူးတွေတက်တွေအချုံအတက်တွေလွားသွားလို့ကြောက်ဆောင်တွေတင်းကျန်းဖြစ်နေတယ်ဆိုတာတွေ့ရတော့ကျွန်တော်မတိမတာရှင်မောသွားတယ်ဒီစာရွက်ထဲကစီကန်းတွေကိုတေချာဖက်ပါ ဖက်ပြီးတော့အလွတ်ကျက်ထားပါအေးဒရာအောင်ကအတန်အော်အော်ကြီးနဲ့ပြောပါတယ်ခင်ဗျ ကျွန်တော်လည်းကွန်ပျူတာစာစီထားတဲ့ A4 စာရွက်ကိုကြည့်ရင်နည်းနည်းတော့ကြောင်တိကြောင်တောင်ဖြစ်သွားတယ်။သူကကျွန်တော်ကိုစီးချောညာစာရွက်ပဲပေးတယ်လို့လို့ရှစ်ပေလာပဲကမ်းတယ်လို့လို့ကျူးကျော်နေထိုင်သူကိုရုံးကနင်ထုတ်တဲ့တတိပေးအမိတ်စာရွက်ပဲလာချတယ်လို့လို့ကျွန်တော်ရောင်ချာချာခံစားရတယ်။ဟာဘာတော့ကဘာကြီးလဲလို့ဗဇက်ကရောင်ပြီးထွက်မိမလို့ပါပဲ။စာရွက်ပေါ်ဆုံးမှာ ဒရိုင်ဘာလိုက်နာရန်ဆိုတဲ့ခေါင်းစည်းကိုဆတ်တွေ့ရတယ်ဗျအခုပဲဖက်လိုက်ပါလို့ပြောပြီးအေးတီတာအောင်ကကားပေါ်တက်ထိုင်တယ်ကျွန်တော်ကကားအောင်မှာရက်နေရင်စာရွက်ကိုကြည့်ပြီးကမင်းကလေးဖတ်ကြည့်တယ်လက်ဆက်တက်တော့အေးတီတာအောင်ကလက်ကုံတက်တောင်ပါးစပ်နဲ့မပြောပဲစာနဲ့အမိတ်တွေထုတ်တာပဲဟမ်ဘလူးမကြီးဆက်လိုက်မတော့ရကိုမဝါရဆိုတာတွေကိုထားတော့ကော်လာကတော့ရှန့်ကြည့်လက်ရှည် အယောင်ရင့်ရင့်ချီချောပစိုးတို့ကိုတက်ရက်တန့်ရှိတက်ရက်တန့်ရှင်းစွာဝစ်ဆင်ရမယ်ဆိုတာတွေကိုလည်းထားတော့ရောဘာဖက်နဲ့မစီရဂရီဘာဖက်နဲ့တာစီရမယ်ဆိုတာကိုလည်းထားပါတော့ဇမင်ရှင်မထားရဂရုံးရိတ်မထားရဆိုတာတွေကိုတော့ထားလိုက်ပါတော့တော့အေးတရာအောင်အတွက်ကားတကားဖွင့်ပေးရန်ကားတကားပိတ်ပေးရန်ဆိုတာကြတော့အစီပိုးတန်နည်းနည်းပါလာပြီနောက်ပြီးကားပေါ်တွင်ကားမောင်းနေစဉ် ေါ်အေးတီတာအောင်ကစကားစမပြောမချင်းဒရိုင်ဘာကစကားပြောခွင့်မရှိဆိုတာကြတော့ခိနှိတ်ဆိုမှုပြီးခွဲခြားဆက်ဆံရမကြဘူးလားဗျာကားပေါ်မှာအပြင်တို့တတွေးမထွေးရတဲ့ခတ်တာပဲဤမပေါက်ရလို့မပါတာတော်ပါသေးရဲ့ကားထဲမှာရေဒီယိုမဖွင့်ရချောင်းဆိုးလျင်လက်ကင်ဘွားတုံးမှာမလိုအပ်ပဲဘရိတ်မအုပ်ရဆိုတာတွေကိုလည်းကျွန်တော်နားလည်နိုင်ပါတယ် နောက်ဆုံးအချက်ဖြစ်တဲ့ဒေါ်အေးတီတာအောင်ညွှန်ကြားချက်များကိုအစဉ်လိုက်နာပါစင်ချေမတက်ပါနဲ့စင်ဝဲရန်ရှာမလုပ်ပါနဲ့ဆိုတဲ့စာဆိုတဲ့ညွှန်ကြားချက်ကတော့ကျွန်တော်ကိုကျုံဆက်တွင်းလိုက်တာပါပဲ음ကြေးပိုင်ကျုံပိုင်စနစ်ကြီးကုံဆုံးသွားတာနှစ်ပေါင်း၄00ကျော်ပြီမဲ့တချို့နေရာများမှာတခင်ဆိုတာလည်းရှိတော့ကျုံဆိုတာလည်းရှိတော့လို့ကျွန်တော်ဆင်ချင်တိမှတ်လိုက်ပါတယ်ဟမ်ဝက်ဖြစ်မှာတော့ချီးကြောက်လို့မဖြစ်ချေဘူး နောက်တစ်ချက်ကဖေဖေကားမောင်းစဉ်ကလေးကတထေဦးဖုံးအောင်ပေးတဲ့ဒရိုက်ဘာလှစာကထုံးစံထည့်များပါလေ။နှစ်ပတ်လည်ထိုင်းမဲ့လက်ဆောင်ပစ္စည်းတွေ၊စုချေဘောနပ်စ်တွေလည်းမမှန်ပေးနေတာပါပဲ။ဦးဖုံးအောင်ရဲ့သမီးအေးတီတာအောင်လက်ထက်မှာလည်းဒီအစဉ်လာကောင်းကဆက်ရှိနေမှာအုံးမှာပဲလို့ကျွန်တော်ထင်ပါတယ်။သူတို့ဆက်ယုံကဘာပြဿနာမှမရှိပဲအောင်မြင်ထိုးတက်နေတဲ့ဆက်ယုံဆိုတာဆက်ယုံအလုတ်သမားထောင်ချီရဲ့နဲ့နဲ့သားတွေအမှုအရာဟန်ပန်တွေကြည့်ရင်သိနိုင်တာပါပဲ။ တထေးကြီးပွားရင်အလုတ်သမားလဲခြောင်းလဲมาပါပဲရှည်မြင့်ချာမြင့်ပေါ့ကျွန်တော်ဒီလိုပဲနားလေထားတယ်လေအေးတိတာအောင်ကိုကားမောင်းပို့ဆောင်ပေးရတဲ့အလုတ်ကဆဲလောက်အထီတော့အစ်စီပါโอเคပဲဒါကလည်းသူ့စီကံအတိုင်းကျွန်တော်ကလိုက်နာနေခဲ့တာကိုတခင်အာရချွန်းအစာဝဆိုတာဒါမျိုးပေါ့အလုတ်သမားထမင်းဝဝစားချင်ရင်အလုတ်ရှင်ကိုမရှက်မကြမယူသေးစကားဗျာဖင်ရက်စားဖြူလို့အစင်ချောနေမှာပါပဲ။ ကိုမိသားစုကစားဝတ်နေရေးဖြစ်လဲနေမှာပဲကျွန်တော်တို့မိသားစုက driver လောက်ကလက်စာပေါ်မိခိုနေကြရတာမဟုတ်လားပြီးတော့ဘာမှပေမန့်တဲ့အလုပ်မှမဟုတ်တာပဲတိန်ထောင်ဂျော်ဒန်ကားကိုလမ်းကောင်းတဲ့ရန်ကုန်မြို့တော်အရိယာထဲမှာပဲမောင်းရတာတကယ့်ကို AC တဲ့အလုပ်ကားရက်ပြီးတော့ကျွန်တော်ကအရင်စင်တစ်ဖက်ကိုကိုွေးလျှောက်ပြီးအေးတီတာအောင်ရဲ့တကားကိုဖွင့်ပြီးရင်ဘေးမှာအတက်ရက်နေတယ်အေးတီတာအောင်ကသူ့ကိုယ်လုံးကိုရွေ့ရှူရင်ခက်လော်လော်လန်းစင်တယ် ဟဲလို့မအော်စဘူးခတ်တူတူညီဟလိုက်တဲ့အတန်ဟာကျွန်တော်နားထဲမှာတော့ဘုံကွဲတလို့ပါပဲကျွန်တော်ကကားရက်နေကြနေရမျက်ခင်းပေါ်မှာရက်တာပါဘာများဖြစ်သွားလို့လဲအိုးကြည်စမ်းခွေးချီးတွေဆိုရဲအတန်ကတော့စူးစူးရှာရှာနဲ့တုံညီနေပါတယ်ဟုတ်ပါဗျာသူ့ချီတဲ့ဘက်ကဘလို့ကဘလို့ရှိလာမယ်မသိတဲ့မချောက်တချောက်ခွေးချီဘုံပေါ် နင်းမိတဲ့ตาဖြစ်နေတယ်။သူ့ဖက်နဲ့ဖြူဖြူကလေးကလည်းညစ်ပက်သွားပြီးတင်းချော်တန်ဖက်နဲ့လည်းခွေးလေးခွေးလုံးအညစ်အကြေးကိုနန်းသွားရပြီပေါ့။ကျွန်တော်ဘာလုပ်ပေးရမလဲ။ပထမအဆုံးရေတပုံးနဲ့အဝိဆုပ်တစ်ခုသွားချရပါတယ်။ညွန်ကြားချက်အတိုင်းပေါ့။ကားကိုမိပြီးရက်ခွေးချင်နင်းမိတဲ့ခြေထောက်ကိုရှစ်ထုတ်ထားတဲ့အေးတီတာအောင်ရဲ့ဖြူဖြူဖောင်းဖောင်းညာဘက်ခြေခုံခြေပမိုးခြေချောင်းတွေပါမကျန်း ညာဘက်ခြေထောက်အောက်ပိုင်းတစ်ခုလုံးကိုတန့်ရှင်ရေလုတ်ပြရတာပါ။ဟိုဗျာဖက်နဲ့လဲပါတာပေါ့ဗျာ။တင်းကြော်ရန်ဖက်နဲ့ဖြူဖြူကလေးကိုလည်းပြောင်းစင်သွားအောင်စီကြော်ပြရတာပေါ့။ကျူးနေ။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲကိုစင်နေပြအချမ်းမှချမ်းသာပါစေ။မင်္ဂလာရှိတော်နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ။